ကဲလီဗာပူးအသင်း၅ကြောအက်ဒလတီကိုမထွက်အသင်းရဲ့ဒါတိုက်စစ်မှုဂျူလီယန်အေဗာရက်ကိုဒါပြောင်းရွှေ့ကြေးပေါင်းတန်းတရာနဲ့ကန်လန်းခဲ့ပေမဲ့အက်ဒလတီကိုမထွက်ဘက်ကလုံးဝလက်ခံခြင်းမရှိဘဲနဲ့ယာဒီကုံတဲ့အခါမှာလည်းအက်ဒလတီကိုမထွက်အသင်းမှာပဲဆက်ပြီးတော့ရှိသွားအောင်မယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဒါနည်းနည်းလေးဒါပြောပြပြီးတော့မှာဖြစ်ပါတယ်ဂျူလီယန်အေဗာရက်အနေနဲ့လက်ရှိအက်ဒလတီကိုမထွက်မှာဘလောက်အရေးပါတဲ့ကစားသမားဖြစ်ခဲ့လဲသူ့ရဲ့စွမ်းဆောင်ရည်ကဘလောက်ထိကောင်းမွန်နေလဲဆိုတာကိုပါတခါတည်းတွဲပြီးတော့ပြောပြပြီးတော့မှာဖြစ်ပါတယ် ကျွန်ုပ်ဂျူလီယန်အဲဗာရက်ကလက်ရှိကျွန်အက်တလက်တီကိုမက်ဒရစ်အသင်းရဲ့အဓိကတိုက်စင်မှုတဦးလည်းဖြစ်တဲ့အရေးပါဆုံးကစားသမားတစ်ယောက်လို့လည်းပြောလို့ရတယ်။ပြီးလို့ရှိရင်ဒီကစားသမားကကျွန်ုပ်မန်ချက်စတာစီးတီးအသင်းကနေပြီးတော့ပြီးခဲ့တဲ့ရာသီတုန်းကကန်ထုတ်ခံခဲ့ရတာ။ကျွန်ုပ်ဟာလန်ရှိလို့ဒါဂျူလီယန်အဲဗာရက်ဒါလိုင်းနဲ့မရဘူး။လိုင်းနဲ့မရတဲ့အခါမှာလည်းမန်စီးတီးအသင်းမှာဆက်ပြီးတော့မထားကျင်တော့တာဖြစ်တဲ့အတွက်ကြောင့်မို့ကစားသမားအရေးချင်းရှိတယ်ဗျာ။ဒီကစားသမား ကြည့်ပြောမယ်ဆိုလို့ရှိရင် Man City အသင်းအတွက်လည်းအဲ့ချိန်တုန်းကဒါအရန်ကစားသမားဆိုပေမဲ့ twin goal တွေအများကြီး twin ယူပေးခဲ့တဲ့ကစားသမားတစ်ယောက်ပဲအဲ့လိုမျိုးဖြစ်တဲ့အကြောင်းမလို့သူ့ကိုအရန်ကစားသမားလို့တောင်သွားပြီးတော့ပြောလို့မရဘူးဒါသူ Man City အသင်းကိုရောက်တဲ့အခါမှာလည်းကျွန်တော် flat 3လုံးရယူပေးခဲ့တယ်အဲ့လိုမျိုးကစားသမားဖြစ်တဲ့အကြောင်းမလို့အရန်ကစားသမားလို့သွားပြီးတော့ပြောလို့မရဘူးကျွန်တော် Haaland ကိုကြော်ပြီးတော့ဒီ line up 3လုံးရမရဘူးဆိုတာမှန်တယ်ဗျာအဲ့ဒါအကြောင်းမို့လဲ Guardiola အနေနဲ့ဒါအသင်းကနေပြီးတော့ထွက်ခွင့်ပြုလိုက်တယ်ကစားသမားကလည်းထွက်မယ် ကျော်မန်ချက်စတာစီးတီးကနေထွက်တဲ့အချိန်မှာသူဘယ်အသင်းကိုပြောင်းလဲဆိုတော့အခုလက်ရှိကျအက်တလတီကိုမက်ဒရစ်အသင်းကိုဒါပြောင်းရွှေ့ကြေးပေါင်တန်း60ကျော်ပေးပြီးတော့ဒါမက်ဒရစ်ကဝယ်လိုက်တယ်အက်တလတီကိုမက်ဒရစ်ဝယ်လိုက်တဲ့အချိန်မှာသူလက်ရှိအခုဒါမက်ဒရစ်ရဲ့ တိုက်စစ်နေရာမှာသူ့နေရာမှာအစားထိုးနိုင်မဲ့ကစားသမားမရှိလောက်အောင်တော်တော်ကြီးကိုအက်တလက်တီကိုမက်ထရစ်အလုတ်လုတ်ပေးနေတယ်အခုလက်ရှိမှာဆိုလို့ရှိရင်လည်းလာလီဂါ28ပွဲကစားပြီးသွားပြီ17ဂိုးထိသွင်းပေးထားတယ်ဒါငကိုအဆစ်စတန့်လုပ်ထားတယ်ဒါသူ့ရဲ့ကစားပုံကကျုံမန်ချက်စတာစီးတီးမှာလည်းကကြည့်မယ်ဆိုလို့ရှိရင်တိတာတယ်တကယ်ကိုစူးစားတယ်ပလီယာတယောက်ဒီပွဲတစ်ပွဲမှာကစားလို့ရှိရင် ရေကုန်ရေကန်းရှိတဲ့အားအကုန်သုံးပြီးတော့ကစားတယ်ဒါကလည်းကျုပ်ဒီသူ့ရဲ့ကစားပုံကတခြားကစားသမားတွေနဲ့ ဒါမတူတဲ့ထူးခြားချက်ကအဲ့ဒီအချက်ပဲတခြားကစားသမားတွေဆိုလို့ရှိရင်နည်းနည်းလေးဟိုအချိန်ကြာလာတာနဲ့အများကြောပင်ပန်းတဲ့ပုံတွေဟိုအရန်ဟိုဆရာထက်သန်တာတိတ်ပြီးတော့မတွေ့ရတဲ့ကစားသမားတွေရှိရပြဒါမဲ့ तू ကအဲ့လိုမျိုးမဟုတ်ဘူးအချိန်ပြည့်မိနစ်60ကစားမယ်ဆိုလို့ရှိရင်မိနစ်60လုံး in in type အတိုင်းနဲ့ကစားရတဲ့ကစားတတ်တဲ့ကစားသမားတစ်ယောက် ဲ့လိုမျိုးဖြစ်တဲ့ကြောင့်မလို့အတလက်တကိုမက်ထရစ်အသင်းကလည်းသူတို့အသင်းရဲ့အရေးပါတဲ့ကစားသမားကိုဒါရောင်းချသွားမှာမဟုတ်ဘဲနဲ့ရာသီကုန်မှာဆိုလို့ရှိရင်လည်းဒါအတလက်တကိုမက်ထရစ်အသင်းမှာပဲဆက်ရှိသွားမှာပါအတူဆိုလို့ရှိရင်ဒါတော့ပရီးမီးယားလိထိပ်သီးကလပ်လီဗာပူးအသင်းကပြောင်းရွှေ့ခြေပေါင်းတန်းတရာနဲ့ ဒါခေါ်ကျင်နေတယ်။ဒါကံလန်းမှုတွေပြုတ်လောက်ခဲ့ပေမဲ့အတလက်တီကိုမက်ထရစ်ကချက်ချင်းပဲညင်းပယ်ပြီးတော့ဒါဂျူလီယန်အေဗာရက်ကိုကျုပ်ဒီနှစ်ရှည်အထိဒါဆက်ထိန်းထားမယ်ဆိုတဲ့ဆုံးဖြတ်ချက်တခုကိုအတလက်တီကိုမက်ထရစ်အသင်းဘက်ကဒါဆုံးဖြတ်ချက်ချခဲ့တယ်။ဒီဆုံးဖြတ်ချက်ကလည်းဘာပဲပြောမှန်ကန်တယ်လို့ပဲပြောရမယ်။ကျုပ်ဒါအတလက်တီကိုမက်ထရစ်ကကံမကောင်းစွာနဲ့ပဲကျုပ်ဒီချန်ပီယံလိမှာဒါထွက်ခဲ့ရတယ်ကျုပ်ရီယယ်မက်ထရစ်ကိုရှုံးပြီးတော့မထင်မှတ်ထားတဲ့အနေထားကနေပြီးတော့ရှုံးပြီးတော့ ထွက်ခဲ့ရတယ်အဲ့ဒီအခြေအနေကြောင့်ဒါကျုပ်ဒီစူပလာအောင်မြင်မှုတွေမှာဆိုလို့ရှိရင်ဒါဒီချန်ပီယံလိဖလာကတော့လက်လွတ်ဆုံးရှုံးခဲ့ရပြီဒါမဲ့ ဒါစပိန်လာလီဂါဖလားကြံသေးတယ်ဘာစီလိုနာနဲ့အမှတ်ကွာနေသေးတယ်ဆိုပေမဲ့လည်းလက်ကျန်ပွဲစဉ်တွေရှိနေသေးတာဖြစ်တဲ့ကြောင့်မလို့လာလီဂါအမှတ်ပေးဖလားကလည်းဘာမှမဆိုဖြစ်သွားနိုင်တယ်။သူကပြောမယ်ဆိုလို့ဂျူလီယန်အေဗာရက်ကမန်စီးတီးကိုဆောက်ရောက်တဲ့အချိန်မှာလည်းမန်စီးတီးကဆက်ဆချင်းဒါသူသူတူရဲ့ပထမဆုံးရာသီမှာပဲဖလား၃လုံးရအောင် လုပ်ပေးခဲ့တယ်။အခုဒါအက်သလက်တီကိုမက်ထရစ်ကိုရောက်တဲ့အခါမှာရောသူ့အနေနဲ့ပါဖလားတွေဘယ်နှလုံးရယူပေးနိုင်မလဲ။ချန်ပီယံလီးကတော့မရတော့ဘူး။ပြီးလို့ရှိရင်ဒါသူတို့ပြည်တွင်းဖလားတွေရှိတယ်။ပြီးလို့ရှိရင်ကျတော့ဒါပြည်တွင်းဖလားဖြစ်တဲ့ကိုပါဒယ်ရီမှာဆိုလို့ရှိရင်လည်းသူက ော့ဒါ semi final နဲ့အဆင့်မှာကစားနေရတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အတင်းအတွက်ကတော့ chance အများကြီးရှိသေးတယ်ဒါ super league အောင်မြင်မှုအတွက်အတလတီကိုမတက်ကွာပီရီယာဒီမှာ super league တွေဘယ်လောက်ထိအောင်မြင်မှုရအောင်နိုင်မလဲအနည်းဆုံးပြောရမယ်ဆိုလို့ရှိရင်တော့ Copa del Rey ကအနည်းဆုံးပဲဒါပေမဲ့ Spain La Liga flag ကလည်းဖြစ်နိုင်ခြေရှိတယ်ဒီ Barcelona နဲ့အမှတ်ကွာနေရဆိုမဲ့လက်ကျန်ပွဲစဉ်တွေကိုအကောင်းဆုံးကစားနိုင်မယ်ဆိုလို့ရှိရင်တော့အတလတီကိုမတက်အတင်းအတွက်ကတော့ဒါ super league ရယူဖို့က ဖြစ်နိုင်ခြေတော့ရှိပါသေးတယ်။ဒါဘာပြောဒီနေ့မှအဓိကပြောချင်တာကတော့ Julian Everett ကိုဒါ Atletico Madrid အသင်းကဆက်ပြီးတော့ထိန်းထားมาဖြစ်ပြီးတော့နှစ်ရှည်ဒါ Julian Everett က Atletico Madrid မှာပဲဆက်ရှိသွားမှာပါ။ဘယ်အသင်းရဲ့ကမ်းလှမ်းမှုကိုမှလက်ခံမှာမဟုတ်ဘဲနဲ့ကျုပ်ဒီတန်90နဲ့ဒါ Manchester City ကနေပြီးတော့ဝယ်ထားတဲ့ Julian Everett ကိုဒါတန်100ပေးတဲ့ Liverpool အသင်းကိုတော့ဒါလက်မခံဘဲနဲ့ ဒါအသင်းမှာဆက်ပြီးတော့ထိန်းထားမှာပါပြည်သက်ကြီးအမြင်မှာဆိုလို့ရှင်ရောဂျူလီယန်အေဗာရက်ရဲ့ဆွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးတော့ဘာများပြောချင်တာရှိလဲဒါလီဗာပူးအသင်းတန်းတရာရဲ့ကမ်းလှမ်းမှုကိုဒါပယ်ချလိုက်တာရောဒါမှန်ကန်ရဲ့လားသူတို့ရဲ့လုပ်ရက်ကိုဘယ်လိုမြင်လဲပြည်သက်ကြီးအမြင်ကိုလည်းကိုမမောင်ဝေယံဆွေးနွေးပေးသွားကြပါဦး MM Media ကိုအဆုံးနှိကျစုပြကြတဲ့ပြည်သက်တရာရှင်ဆိုင်ကိုဒုဗယ်ကျေးဇူးတင်ရှိပါတယ်အာကသာသတင်းစီစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေရဲ့ကျော MM Media ရဲ့ Facebook YouTube TikTok တို့ Like and Subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်ဘောလုံးမွေးလိုက်လိုက်ကြည့်ရှုကြည့်နေတဲ့ပြည်သက်များအနေနဲ့လည်း www.mmmedia. stream မှာကာမရာတိုင်းလာဝင်ရောက်ရှိနိုင်ပြီဆိုတဲ့အကြောင်းကိုသတင်းကောင်းပိုင်းနဲ့နောက်အစီအစဉ်တွေမှာပြန်လည်ဆုံးဖြတ်ကြရမယ်ကျွန်တော်တို့အစီအစဉ်တင်ဆက်သူကိုစဲပါ